လန်နက်စီယာရဲ့ဥဥဒရာကမတရားဖမ်းဆီးချုပ်နှောင်မှုမတရားတားဆီးကန့်ကွက်မှုတွေနဲ့နိုင်ငံတော်တန်ခါမဟာနာယကကိုအောက်ဂလတ၁ရက်နေ့ကတရားစွဲဆိုခဲ့ရာတာမွေတရားရုံးကလက်မခံခဲ့ကြောင်းသိရပါဗျ။လန်နက်စီယာရောပါဝင်တန်ခါ၅ပါးကိုတိုင်းတာနာရေးမှုမှစွဲဆိုထားတဲ့အမှုနှစ်မှုနဲ့တာနာရောညှို့နှွမ်းစေမှုပုံမှန်295ကာဂျီယာခြေဖြတ်ပေးရန်လန်နက်စီယာရောမှရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်သို့တင်သွင်းထားတာဖြစ်ပါတယ်။တရားဆွဲဆိုခံရတဲ့တန်ခါ၅ပါးအနက်မှာအမှတ်၃ဆရာတော်ရဲ့ရှေ့နေမှာပီနန်ဆရာတော်ဖျားကြီးရဲ့တပ်သေးကန်စာကိုတင်သွင်းရမှာ တာမွေတရားရုံးမှလက်မခံတဲ့အတွက်ရန်ကုန်ရှိပိုင်း KI တရားရုံးကိုပြင်ဆင်မှုတင်သွင်းထားတာဖြစ်ပါတယ်။ရင်းတို့အမှုနှမှုလုံးအားရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်နဲ့ရန်ကုန်ရှိပိုင်း KI တရားရုံးတို့ပြင်ဆင်မှုလျှောက်လွှဲချက်တင်ပြထားတာကြောင့်တာမွေတရားရုံးမှစစ်ဆေးမှုကိုခေတ္တရပ်ဆိုင်ထားပြီးရုံးချင်းအားဩဂုတ်လ15ရက်ကိုပြန်လည်ချိန်ဆထားပါတယ်။ဒီလိုတရားစွဲဆိုမှုကိုပြီးခဲ့တဲ့ဇူလိုင်လ16ရက်နေ့ကဗဟန်းမြို့နယ်တရားရုံးမှာတရားစွဲဆိုခဲ့ပေမဲ့တာမွေတရားရုံးမှာစစ်ဆေးဆဲအမှုဖြစ်တာကြောင့်လက်ခံခဲ့ခြင်းမရှိခဲ့ဘူးလို့သိရပါဗျ။ ဒါကြောင့်ခရိုင်တိုင်းအစစ်စစ်တပ်ကဆက်လက်ရင်ဆိုင်သွားမယ်လို့လန်ဒန်ဆရာတော်ဦးဒရာကမိန့်ပါတယ်။လန်ဒန်ဆရာတော်ကနိုင်ငံတော်တန်ခါမဟာနာယကတတိယအဖွဲ့ခွဲကအလဲကျတန်ခါ15ပါးနဲ့တိုင်းတန်ခါမဟာနာယကအဖွဲ့ဥက္ကဋ္ဌဦးအိတ်တီပလအပါဝင်တန်ခါပါး20ကိုမတရားတားဆီးကန့်ကွက်မှု မတရားဖမ်းဆီးချုပ်နှောင်မှုတွေနဲ့တရားပြန်ဆွဲဆိုခြင်းဖြစ်တယ်လို့သိရပါတယ်။ဗဟမဦးဒရာလန်ဒန်ဆရာတော်ကမဟာနာကိုဆွဲတယ်။နော်အဲ့ဒါကိုပြလိုက်တယ် နော်အဲ့တော့ခုတာမွေတရားယုံမှာတာမွေမြို့နယ်ထဲမှာအချုပ်ခံရတဲ့အတွက်တာမွေမြို့နယ်မှာမနစ်က7နာရီပြဆွဲလိုက်7နာရီဆွဲလိုက်7နာရီဆွဲလိုက်ပြီးတော့7နာရီချင်းကျွန်တော်မိတ်ကူချပြပါမယ်တဲ့ဒီရပါဘုရားဆရာတို့ဆက်နိုင်ကြပါဆက်နိုင်တော့ဒီကနေ့ကခုနပြောတဲ့လက်နော်နှမှု နှစ်6နှစ်မြန်သော2014နှစ်63မြန်သော2014နှစ်မှုအဲ့တော့ပထမနှစ်6နှစ်မြန်သော2014ကရောင်တိုင်းဒေသကြီးတရားထုတ်တော်ဆော်သွားတယ်နှစ်63မြန်သော2014ကရန်ကုန်အရှိပိုင်းခေတ်တရားရုံးခေါ်သွားတယ်အဲ့နှုတ်မှုစလုံးရှိတော့ဒုဒောဆရာတော်ကြီးကအမကန်နေနေရတာ ်အမှန်ကန်တဲ့နေရာတဲ့အတွက်ယုံကြည်ပြတ်လို့မရဘူး။ဒါကြောင့်မလို့အမှုတွေရှိရှိမရှိရှိတေခံကတရားဝင်ရှိလို့လာတယ်။ဒါကြောင့်မလို့ဒါကိစ္စတကူနောက်တစ်ခုကမနေ့ဆယ်နာရီကဆွဲထားတဲ့အမှု12နာရီမှာမိတ်ချပြီဆိုတော့ဟုတ်ဆယ်နာရီကျတော့မိတ်မချတယ်။၃နာရီကျ တော့ criminal procedure အရာပြုံးစရာကျေထုံးဥပဒေပုံမှန်မှတ်ရအရာအမှုတခုတင်နေဆိုရင်တရားသူရှိရစစ်ရစစ်ပြီးတော့မှဒီမှုလက်ခံတယ်လက်မခံဘူးမင်းတခုချအဲ့တော့တရားသူကြီးကိုခုန request ဆုံးလိုက်ပြုံးစရာကျေထုံးဥပဒေပုံမှန်မှတ်ရနဲ့စစ်ပြီးတော့ ကျွန်တော်အဲ့ဒါမပြောနိုင်ကျွန်တော်မိချတုံးနိုင်ချင်တာဝန်မျိုးနယ်တရားရုံးမှာစစ်ဆေးနေတဲ့လန်ဒန်ဆရာတော်အပါအဝင်တန်ခါးပါးရဲ့အမှုကိုရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်နဲ့ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကိုပြင်ဆင်မှုတင်သွင်းထားတာကြောင့်2014ခုနှစ်ဩဂုတ်လ10ရက်နေ့မှာတာဝန်တရားရုံးမှာ၅ကြိမ်မြောက်ရုံးချင်းကိုစစ်ဆေးနိုင်ခြင်းမရှိခဲ့ကြောင်းသတင်းရရှိပါရသည်။ မဟာတန်တိဒုက္ခကြောင့်တိုင်ပီနန်ဆရာတော်ဥပညာဝန်သားရဲ့တပည့်ရင်ဥဒရလန်ဒန်ဆရာတော်ပါဝင်သံဃာ၅ပါးကိုနိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့ရဲ့ညွှန်ကြားချက်အရဆိုကတိုင်းတာနိုင်မှုမှာ20မြင်းသော90ပုံမှန်295ကာဂျီနဲ့တာမွေတရားရုံးမှာတရားစွဲဆိုထားတာဖြစ်ပါတယ်။